ဒါကဂျူမြစ်ထောင်ဖြစ်တယ်။ဘေးကူမောင်လာဦးဟင်းဝက်သုံးသက်တာခင်ဖြစ်ပါရဲ့ဝက်ပူနုကျော်ဟုတ်ပါဘူး။ဘောင်းရနေတော့စကန်ဖက်ကြည့်စီမယ်နော်။သူကအချားမီနူးတွေဆိုရင်တော့ဒီမှာအများကြီးရှိရဲ။သူက breakfast ရွေးစရာ ဒီမနက်စာတွေလည်းရှိရပြီလို့ရှိရင်တော့ကျွန်တော်တို့ hotspot အဖြစ်ကိုတခြားဒီဂျုံစီချက်တို့စံပြုတ်တို့ပြောလို့ရှိရင်ကျွန်တော်ဒီမှာအာအရင်စိတ်ဝင်စားပြီးတော့ကျွန်တော်အရင်ကတည်းကမစားဘူးတဲ့အစားအစာတစ်ခုရှိရအဲ့ဒါကတော့ဗာလဲဆိုတော့မိုင်းနာမီရှိပဲဖြစ်ပါတယ်မိုင်းနာမီရှိကကျွန်တော်အဲဒီဆိုင်မှာမှကျွန်တော်ကြားဘူးတာပေါ့နော် အရင်တော့လည်းကျွန်တော်တခါမှမစားဘူးပဲပြောကြောင်မလို့အဲ့ဒါလေးကိုကျွန်တော်အဲမြည်ချင်နေရပါတော့ပြီးလို့ရှိရင်တော့ဘလို့အရသာလေးရှိမလဲဆိုတော့ကျွန်တော်နဲ့တူတူဒီဗီဒီယိုလေးကနေပြီးတော့ကြည့်ကြည့်ရအောင်ဆိုတော့ပါလာတယ်ဒီမှာဆိုရင်တော့အဝတ်သားနဲ့ရမယ်ပြီးလို့ရှိရင်တော့အာချက်သားနဲ့ရမယ်ပေါ့နော်အာဒီလိုအိုးမှာဆိုရင်သူကအမျိုးစား10မျိုးပါရယ်ပေါ့နော် ပြီးတော့ဗာလေးဖြစ်မလဲဆိုတာကိုကျွန်တော်စားပြရင်လည်းပြောပြပေးပါမယ်ဒါလေးကတော့ကျွန်တော်မစားပေမဲ့ရိတ်သက်တွေကို ပြရှင်တော့ဗောနော်ဒါကဝက်သုံးသက်တာခင်ဖြစ်ပါရဲ့ပြီးလို့ရှိရင်တော့ဒါကဝက်ဥနုကျော်ဒါဝက်ဥနုကျော်ဗောနော်ခဲမြားဟိုပရိသတ်တွေအာဒီဝတ်သားစားတဲ့အာဒီပရိသတ်တွေဆိုရင်တော့လာမီဖို့အတွက်အာဖိတ်ခေါ်ပါရဲ့အဲနောက်ဆုံးအနေနဲ့ကတော့ကျွန်တော်အရင်စားချင်တဲ့မိုင်းတာမီရှိပဲဖြစ်ပါတယ်မိုင်းတာမီရှိကကျတော့ဒါကအာစက်တာအနှစ်နဲ့ ြောလို့ရှိရင်တော့ဒီဟာသူ့ရဲ့အစာပလာမျိုးပေါ့နော်ဒီမိုင်းနာမီရှိမှာကျွန်တော်ကကျွန်တော်ကဝတ်တာမစားရတဲ့ကြောင့်မလို့ဒါကစက်သားအနှစ်ရယ်ဒါသူကဝတ်တာနဲ့ဆိုတော့ပိုစားကောင်းတယ်ပေါ့နော်ပြီးလို့ရှိရင်တော့သူ့ရဲ့အသက်ကဒီအချင်းရဖြစ်ပါတယ်ပြီးလို့ရှိရင်ဘယ်လိုလေးစားမလဲဆိုတော့ပရိသတ်တွေကိုပြောပြပေးသွားပါမယ်အဲဆိုရင်ကျွန်တော်အရင်ဆုံးမိုင်းနာမီရှိကိုရင်စားပြပါမယ် ဲနာမီရှင်ကဒီဆိုင်ရှင်ပြောတာတော့ तू ကပုံမှန်သူ့ရဲ့ရိုးရာတော့ဒီလိုမျိုးလက်နယ်ပဲစားတာပေါ့နော်ကျွန်တော်ကအခုအဲဒီကင်မရာထဲမှာဆိုရင်တော့တခြားဟာလေးစားအောင်လဲဆိုတော့ကျွန်တော်လက်ဤလေးဆွတ်လိုက်ပြီနော်မိုင်းနာမီရှင်ရဲ့ရိုးရာလေးကတော့ तू ကလက်ဘွားလေးပေါ်မှာထိပ်ပြီးတော့စားရတာပေါ့နော်ရင်းဥဆုံးဒါကဒီရှေဖက်ရဲ့ပြီးတော့ဒီဟာစက်တာအနှစ်ပါ ပြီးဆာဗလာရင်းနဲ့ထင်တယ်။ဒါကဂျူမြစ်ထောင်ထင်တယ်။ပြီးဒါကမြို့တီကျော်ပြီးကျွန်တော်အဆက်ကြိုက်တော့မြို့တီထက်ထဲပါရဲ့။ပြီးတော့နောက်ဆုံးအသက်ကဒီအချိန်ရင်းလေးဖြစ်ပါရဲ့။နည်းနည်းပဲထည့်ရမှာပြောရယ်စားကြပါအောင်ခင်ဗျာယော ဆက်မယ်နော်ကျွန်တော်အရင်ကြိုက်ရဲ့ taste ဖြစ်တယ်ပုံမှန်ကျွန်တော်ကအရင်မအီတဲ့အစားအသောက်တွေကြိုက်တဲ့အတွက်ကြောင့်မလို့ဒီဟာကတော့စီလည်းမပါဘူးကျွန်တော်လည်းမျိုးဒါရိုက်လုပ်တဲ့လူတွေဆိုရင်တော့စင်ပြေရပါအောင် ဟောပေါ့ကိုကြီးလာမြဲဒါတော့ကျွန်တော်ဒီဆိုင်ရဲ့ကျွန်တော်ရဲ့ favorite ထဲမှာပါသွားပြီပေါ့နော်ဆိုတော့ကျွန်တော်အားပြီးလို့ရှိရင်တော့သူ့ရဲ့ဟင်းဆက်လို့ရှိရင်ဒီမှာမုံလာဦးဟင်းမုံလာဦးကိုဒီလိုမျိုးလေးလောက်တာမုံလာဦးဖြူပေါ့နော် very good ဒီမှာပါလေပါလေဆိုတော့ချက်ဥလိပ်ပြီးရင်ဇွန်မာငုံဥပြီးလို့ရှိရင်ဒါကချက်ဥချောင်းတဲ့နဲ့ချက်ဥချောင်းပြီးရင်တော့ဒီအောက်မှာကျွန်တော်ဟော့ဘတ်စားလို့ရှိရင်တော့ဒီအောက်ကကစွန်းဥလို့ပိန်ဥလို့အရင်ကြိုက်တယ်ပေါ့နော်ကျွန်တော်ဒါတွေပဲယူဆရအများကြီးချက်တော့ ဒီလိုလေးခက်လိုက်မယ်နော်ဒါလေးကစက်တာကျွန်တော်အကြိုက်ဆုံးတစ်ခုရှိရဲအဲ့ဒါတော့ပေးဥပေးဥပေးဥပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာအင်းရက်တွေထည့်မယ်အင်းရက်တွေဒီမှာထည့်လို့ရတယ်အမှု ာထင်တယ်နော်အဲ့ဒီဟောပေါ်လည်းမိလိုက်မယ်နော်ရင်းဦးဆုံးဒါချက်တာပါကတော့ကြာကြီးပေါင်းထားတဲ့အတွက်ကြောင့်မို့နူးညံ့နေတာပဲပြီးတော့ကျွန်တော်အကျဆုံးဒါကတော့ပိန်ဦး ဒီမှာအခုလိုပဲကျွန်တော်စိုင်းနေဆိုအေးစေးအေးစေးစားပြီးတော့အေးစေးထိုင်လို့ရရပါတော့เนาะအဲကိုယ့်ရဲ့မီတာဆူတွေနဲ့ပဲလားတငယ်ချင်းတွေမဲ့လားပြီးတော့ဒီမှာအရန်တိတ်ဆိတ်ပြီးတော့အာထိုင်ရတာလည်းအရန်ကောင်းတယ်ပြီးလို့ရှိရင်တကယ်များဟိုလာစားပြခဲ့လို့ရှိရင်ကျွန်တော်တနာလို့ဂျူမာလို့ရှင်ပို့ကောင်းတယ်ပေါ့တော့အဲ့ဆိုရင်တော့ကျွန်တော်ဆိုင်မှာကြားရလေးထိုင်ဆောက်ဆရာမလို့တော့ဘူးကိုရောက်လာနေဘိုက်ဆက်စားနေတန်းစားလိုက်ရုံပဲပေါ့နော်ဒါမို့လို့ရှင်ဂျူပြီးတော့ဖုန်းမဆက်လို့ရှင်ကိုရောက်လာမှာ မာလို့ရှိရင်တော့နည်းနည်းလေးအဲစောင့်အောင်ပေါ့နော်အဲ့ဒါလေးကတော့ကျွန်တော်လည်းဒီနေ့လာစားဖို့အတွက်ကြိုးပြီးတော့မှာထားတယ်ပေါ့နော်ဒီ hot pot ကိုပေါ့ဂျန်နဲ့ဒီ minor mi share တို့ဂျန်နဲ့အဲဒီ menu တွေကကြတော့ဆိုင်ရောက်မှမှာလို့ရရဲ့အဲဂျန်နဲ့ menu တွေကတော့အဲဒီမှာအရောက်မှမှာလို့ရှိရင်တော့မြန်တယ်ပေါ့နော်ဒီ hot pot ကကြတော့ချူမှာလို့ရှိရင်တော့ပိုကောင်းဒါချက်ဦးလေးဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်ခုနကတော့ပူနေတုံးပါဆိုရင်တော့ ဝိုင်းနာမရှိရတဲ့လိုမျိုးဝတ်သားနဲ့လည်းရှိပါတယ်ဒါတော့ကျွန်တော်မစားဘူးပေါ့နော်ပြည်သက်တွေပြပြီးတာပြီးလို့ရှိရင်ဒီမှာကျွန်တော်တို့ဒီဆိုင်မှာပြီးတော့အဲ event ပွဲတွေပြီးလို့ရှိရင်အဲ birthday ပွဲတွေအဲ anniversary ပွဲတွေကိုလည်းဒီမှာလာပြီးတော့အကျင်းပလို့ရတယ်အာဒီဆိုင်ကနေပြီးတော့အပြင်အပြင်ဝန်ဆောင်မှုပေးမယ်ဆိုရင်လည်းအာစီစဉ်ပေးရပါတော့။ဟောစာမှုတွေအပြည့်ရှိရယ်။အဲစိတ်ဝင်စားရဲဆိုရင်တော့အာဆိုင်မှာပဲပြည့်ကျွန်တော် our facebook page မှာပဲဖြစ်အာစုံစမ်းနိုင်ပါတယ်ခင်ဗျာခုနကလက်နဲ့စာလိုက်မဆွချင်တော့လို့အာကံနဲ့ပဲစာလိုက်မယ်နော်ဒီမှာဆက်လို့ရှိရင် ဲ့လိုမျိုး fresh juice တွေပြင်အာစားကြရေခဲမုတ်တွေလည်းအများကြီးရှိရဲဆိုတော့ရေခဲမုတ်မှားလိုက်မယ်နော်အာရေခဲမုတ်ကြိုက်တဲ့သူတွေအတွက်အာဒီမှာရေခဲမုတ်အာရွေးချယ်စရာ6မျိုးအနည်းဆုံး6မျိုးလောက်ရှိရဲပေါ့နော်အဲဒီရေခဲမုတ်တွေအကုန်လုံးက homemade စစ်စစ်လုပ်ထားတဲ့အတွက်ကြောင့်မို့အကုန်လုံးအာဒီအတီးအစစ်ကနေပြီးတော့လုပ်ထားတာဖြစ်ပါတယ်ဒီဒါဆိုပရှင်ပေါ့နော်ကျွန်တော်ကရေခဲမုတ်ဆိုရင် အချင်းနာလေးပို့ကြိုက်တယ်ဒီမှာတခြားအသီးနဲ့လောက်ထားတဲ့မီနူရဲ့အများကြီးရှိရယ်ပြီးလို့ရှိရင်ဒီမှာမင်းဆာအနေနဲ့ဒီမိုးကုံမျိုးကမင်းဆာရဲ့အများကြီးရှိရယ်အာဒီမှာဆိုရင်အမိုးကုံမှာရှိရတဲ့လူတွေအမိုးကုံမျိုးကိုရောက်သွားတဲ့လူမျိုးမိုးကုံအလွမ်းပြည့်အစားအစာတွေကိုလာပြီးတော့မီဆန်ဖို့အတွက်ကျွန်တော်အဒီညာနေပြီးတော့ဖိတ်ခေါ်ပါတယ်ခင်ဗျာအခုဒီကျွန်တော်မှားထားတဲ့မီနူရဲ့အပြင်တခြားမီနူတွေအများကြီးရှိသလို braver အတွက်လည်းအာဒီမိရှေပြောလို့ရှင်တော့ west 2ခောက်ဆွဲတွေပြောလို့ရှင်စီချက်တွေရောအများကြီးအများကြီးရှိရဲ့အာမိုးကုတ်အလွမ်းပြေမိုးကုတ်စားစားတွေစားခြင်းတွေအတွက်အာကျွန်တော်ရဲ့ဒီဗီဒီယိုလေးကနေပြီးတော့ဒီမိုးကုတ်ဟော့ပော့ဆိုင်မှာလာမြည်ကြဖို့အတွက်